ုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခန်းဆက်အနေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။သုံးနိုင်ငံခေတ်အခန်း101တောင်အိုက်မာဇံဝေကိုတပတ်ရိုက်ခဲ့ခြင်း။သူကတောင်တီစီမချောက်ကို ပုံကန်ခဲ့သည်။ဇံဝေသည်ဇုံထီတွင်စခန်းချထားခဲ့ပြီးဝိတက်ကြီးသည်တိတောက်အပြင်ဖက်တွင်စခန်းချထားသည်။ဝမ်ဇင်းသည် စောင့်ထိတ်နှင့်တောက်အိုက်တွေကိုကျူးဆူးခဲ့ပြီးရန်သူတို့ဆုတ်ခွာသွားခြင်းကိုအောင်ပွဲခံရန်စားတောက်ပွဲတည်ခင်းစေကတပ်သားတို့ကိုဆုလက်များပေးခဲ့သည်ထို့နောက်စောင့်ထိတ်ဤလှုပ်ဆောင်မှုများကိုတင်ပြခဲ့သောကြောင့်တောက်အိုက်သည်အနောက်ဘက်ကိုအေးချမ်းစေသောစစ်သူကြီးဖြစ်လာခဲ့သည်စောင့်ထိတ်နှင့်တောက်အိုက်တို့သည်သူတို့ဤတပ်များကိုယုံကျိုးရှီကျိုးပလဲတို့တွင်နေရာချထားသည် တန်အိုက်တီအီကရစ်အားဂျေဇုတင်ပြီးနောက်ဆောင်းထိုက်မှဂုံပြူစားတော့ပွဲကျပပေးခဲ့သည်။ဇောင်းဝေကရှုံးနေသွားတော့ညအချိန်မှထွက်သွားခဲ့တယ်။သူဘယ်တော့မှပြန်လာရဲမှာမဟုတ်ဘူး။တန်အိုက်မှပြုံးပြီး သူပြန်လာပါလိမ့်မယ်။သူပြန်လာရတဲ့အကြောင်းက၅မျိုးရှိတယ်။ဘာတွေပါလဲ။ပထမအချက်ကရှုတ်တက်သားတွေဟာပြန်ဆုတ်ခွာသွားပြီးမြေသူတို့ရဲ့အောင်နိုင်မှုအတွက်သူတို့ကိုသူတို့ယုံကြည်မှုရှိနေပြီ။ ကျုပ်တို့တပ်တွေကတော့အင်အားနည်းနေပြီးစိတ်ပြည့်နေကြတယ်။ဒုတိယကရှူတပ်တွေဟာဇူကီလျန်ရဲ့ရှင်အဝါနဲ့သူ့ရဲ့လေ့ကျင့်ပေးမှုတွေကြောင့်အလွယ်တကူချီတက်နိုင်ကြတယ်။ကျုပ်တို့စစ်သူကြီးတွေကတော့တာဝန်ထမ်းဆောင်တဲ့အချိန်တွေမတူကြဘဲတပ်တွေကိုလေ့ကျင့်ထားတဲ့ပုံကလည်းမတူဘူး။တတိယကတော့ရှူတပ်သားတွေကသွာလာဖို့ကိုတင်ဘောတွေတုံးလိရှိပေမဲ့ကျုပ်တို့ကတော့ကုန်းကြောင်းအတိုင်းသွာလာရတယ်။ဒါကြောင့် သူတို့တက်သားတွေကအေးအေးလူလူဖြစ်နေပေမဲ့ကျုပ်တို့တက်တွေကအဝေးကြီးကနေချီတက်လာရတော့နွမ်းနေကြတယ်။စတုတ်ထအချက်ကတော့တီတောက်လုံရှိနန်အောင်နဲ့ချီဆန်းတို့ကခုခံရတာလွဲကူတာကြောင့်စစ်မြေပြင်အဖြစ်ရွေးချယ်ဖို့တင်တော်တယ်။အဲ့ဒီလိုသာဆိုရှူတက်တွေကသူတို့လှုပ်ချင်တာကိုဖုံးကွယ်ထားနိုင်ပြီးတင့်တော်တဲ့အချိန်မှာတိုက်နိုင်တယ်။ကျုပ်တို့ကတော့နေရအနှက်မှာစခန်းချထားရမှာဖြစ်လို့တက်တွေကိုခွဲထားရမှာဖြစ်တယ်။ သူတို့တတွေတစုတစည်းတည်းလာတိုက်ရင်တုတ်တုတ်တက်ရဲ့ဒစိုက်တရေတောက်ကိုပဲရင်ဆိုင်ရမှာပစ္စမအချက်ကတော့သူတို့တတွေလုံရှိနန်အန်းဖက်ကလာမဲဆိုရင်တော့ချောင်းမျိုးနယ်စုတွေရဲ့ရိခါတွေကိုရနိုင်တယ်ခြေဆန်းကိုရွေးရင်တော့အဲ့ဒီမှာဂျုံတွေရှိတယ်အဲ့ဒီအချက်၅ချက်ကြောင့်သူတို့တတွေနောက်ထပ်စစ်ချီလာမှာဖြစ်တယ်ချောင်းထိုက်သည်သူလုတ်ဖို့ကင်ဖက်ဤအမြင်ကြောင့်အံ့အားတင်သွားသည် ခမရရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းက အမခံပါပဲရန်သူတွေအောင်မြင်မှာကိုစိတ်ပူစရာမလိုတော့ဘူးခေါင်းဆောင်နှုတ်တို့သည် အသက်အရွယ်ကွာခြားတော်လဲအရင်နှီးဆုံးမိတ်ဆွေများဖြစ်လာခဲ့သည်တက်အိုက်သည်အချိန်ပေးကတက်သားတို့ကိုစစ်ရေးလေ့ကျင့်စေခဲ့ပြီးလက်တပြက်တိုက်နယ်မြေနေရာတို့တွင်တက်ဆွဲထားစီသည်ကျုံထီတွင်လဲစားတောက်ပွဲများကိုကျင်းပနေကြပြီးဝီပီကိုတိုက်ခတ်ရန်တိုင်ပင်ခဲ့ကြသည်သို့သောဖောင်ဆောင်မှကန့်ကွက်ခဲ့သည် စစ်သူကြီးရဲ့စစ်စင်ရေးတွေကအကြိမ်ပေါင်းများစွာအောင်မြင်မှုရတဲ့တလောက်မရခဲ့ဘူး။ရန်သူတွေကိုအကျွမ်းမဲ့မအောင်နိုင်ဘူး။ဒါပေမဲ့ရောက်မြင့်မှာတော့အောင်နိုင်ခဲ့ပြီးအစွမ်းပြနိုင်ခဲ့တယ်။ဘာကြောင့်နောက်တစ်ခါထပ်တိုက်အောင်ပါလဲ။အောင်မြင်မှုရခိုင်နှုန်းကနည်းနည်းပဲရှိပြီးရှုံးသွားရင်အားလုံးကိုဆွန့်လွတ်လိုက်ရမှာဖြစ်တယ်။ဇောင်းဝေမှခမည်းကဝေပြည့်ရဲ့ကြီးကျယ်မှုလူဦးရေထူထပ်မှုနဲ့ အောင်မြင်ဖို့ကြာမြင့်ချင်ကိုပဲမြင်ပြီးစစ်အောင်နိုင်မယ့်အကြောင်းအရင်းငါးချက်ကိုမမြင်ဘူးအားလုံးတို့ကထိုအကြောင်းအရင်းကိုမေးကြသည် ပထမဆုံးက ရောင်းမြင့်မှာဝေးတက်တွေအထိနာသွားကြပြီကျုပ်တို့ကစုတ်ခွာခဲ့ရပေမဲ့ဆုံးရှုံးမှုတွေမရှိခဲ့ဘူးကျုပ်တို့တိုက်မယ်ဆိုအောင်မြင်ပါပဲဒုတိယအချက်ကကျုပ်တို့ကတောလာဖို့ကိုတင်ပေါ်တွေကိုသုံးပြီးသူတို့ကတော့ကုန်းချောင်းအတိုင်းခြစ်တက်လာရတာဖြစ်တယ်တတိယကတော့ကျုပ်တို့တက်တွေက လေ့ကျင့်ထားတာဖြစ်ပြီးဝေးတက်သားတွေကလိုအပ်မှစစ်ထဲဝင်ဖို့ဆွဲခေါ်ခံထားရတဲ့သူတွေဖြစ်တယ်။အဲ့ဒီလိုလူတွေကကြီးကန်းတွေလိုပဲစီကန်းတကြရှိမှာမဟုတ်ဘူး။စတုထအချက်ကတော့ကျုပ်တို့ကခြေဆန်းကသွားရင်ဆောင်းဥရတီမှာ ပေါ်တဲ့ဂျုံတွေရှိတယ်။နောက်ဆုံးအချက်ကတော့သူတို့တွေဟာနေရအနှက်မှာစခန်းချထားရမှာဖြစ်ပြီးကျုပ်တို့ကတော့တစုတစည်းတဲ့နဲ့တိုက်တဲ့နေရကိုတိုက်နိုင်မှာဖြစ်တယ်။သူတို့တွေကစစ်ကူခေါ်ဖို့လဲခက်ခဲတယ်။ ဒီအခွင့်အရေးကိုဆုံးရှုံးလိုက်ရင်ဒီထက်ကောင်းတဲ့အခွင့်ကောင်းကပေါ်လာပါဦးမလားရှောက်ဟိုပါမတန့်အိုက်ကအသက်ငယ်ပေမဲ့နဲ့နေပြီးပြိရွယ်ကျွဲတဲ့သူဖြစ်တယ်။သူကအနောက်ဘက်ကိုအေးချမ်းစေသောစစ်သူကြီးဆိုတဲ့တောင်းအောက်ကနေပယ်ရီကိုထိမ့်သိမ့်ဖို့ပြင်ဆင်ထားမှာပဲ။အရင်တစ်ခေါက်ကလိုအလွယ်တကူအနိုင်ရမှာမဟုတ်ဘူး။စံဝေမဒေါသတကြီးဖြစ်ကျုပ်ကဘာလို့သူ့ကိုကြောက်ရမှာလဲ။ ခမရကရန်သူကိုချီးမွမ်းပြီးတော့ကျုပ်တို့တပ်သားတွေရဲ့အစွမ်းအစကို အထင်မသေးသင့်ဘူး။ဘာပဲဖြစ်ဖြစ်ကျုပ်လုံရှိကိုတင်ဖို့စုံပြတ်ပြီးပြီ။မြည်သူမှဆက်ပြီးမကန့်ကွက်ရတော့ပြီ။ကျောင်းဝေသည်တပ်ဦးကိုတောင်းဝန်ယူပြီးကျန်တဲ့သူများကအနောက်မှချစ်တက်ခဲ့ကြသည်။ထုံနောက်ရှူတက်တို့သည်ကျုံထီမှချီဆန်းတို့ထွက်ခွာလာခဲ့သည်။ချီဆန်းတို့မရောက်ခင်တောင်ကုန်းတို့ကိုဝေးတက်များကတင်ထားကြောင်းတည်င်းရရှိခဲ့သည်။ ဇံဝေမထွက်ပြီးကြည့်ရှုရာဝိတ္တစခန်း၉ခုသည်ကြီးမားသောမွေတံတက်ဆွဲထားသည်ကိုမြင်ရသည်ထို့သို့တက်ချထားခြင်းမှာစခန်းတစ်ခုကိုတစ်ခုအလွဲတကူပန့်ပို့ပေးနိုင်ရန်ဖြစ်သည်ရှောက်ဟောပပြောရမယ်နဲ့ဒီစခန်းတွေချထားတာဟာကောင်းလို့တော့ဂျူကေလျံလိုလူမျိုးမှသာလုံနိုင်မှာသူသည်စခန်းသို့ပြန်သွားကအမှုထမ်းတို့ကိုပြောခဲ့သည်ကျုပ်တို့တို့ချီတက်လာတာကိုသူတို့သိမှာပဲတောက်အိုက်ကလည်းဒီရောက်နေတယ်နဲ့တူတယ် အခုဒီစခန်းကနေနေ့တိုင်းကျုပ်ရဲ့အောင်လံတော်ကိုသုံးပြီးကင်းထုတ်တွေကိုဆီလွတ်ပါဒါပေမဲ့အဖြူအနီအဝါအပြာအမဲစတဲ့အကြောင်းတွေနဲ့အလံတွေဝတ်စုံတွေကိုပြောင်းပြီးသွားပါစေခမရတို့ကသူတို့အာယုံကိုရထားတဲ့အချိန်မှာကျုပ်ကတုံးထင်ကနေတဆင့်နန်းအန်းကိုတိုက်မယ်ပေါဆူးကိုချီဆန်းတောင်ချေသို့ဆီလွတ်ခဲ့ပြီးပင်မတက်ကြီးသည်စစ်ချီတက်သွားလေသည် ရန်သူတို့သည်ချီဆန်းသို့ရောက်လာကြောင်းသိသည့်နှင့်တောင်အိုက်မှသူ၏လူဖော်ကိန်းဖက်ချန်ထိုင်းနှင့်အတူစခန်းချထားခဲ့သည်ရပ်ပေါင်းများစွာကြာခဲ့တော့လေရန်သူတို့သည်ထိပါလာခြင်းမရှိပေထို့ကြောင့်တရှုံများကိုလွတ်ပြီးရှူတက်တို့မြည်သည့်နေရာတွင်ပုံနေကြောင်းစုံစမ်းစီတော့လေရှာမတွေ့ပေထို့ကြောင့်တောင်အိုက်သည်တောင်ထွတ်တစ်ခုပေါ်သို့တက်ကာကြည့်ရှုခဲ့သည်ပြီးနောက်သူကောက်ချက်ချလိုက်သည်ဇန်ဝေကဒီစခန်းမှာမရှိဘူးသူနောင်အန်းကိုတိမ်ဖို့ထွက်သွားပြီး ဒီရှုစခန်းကတပ်သားတွေကတော့နေ့တိုင်းဝတ်စုံပြောင်းပြီးကျုပ်တို့ကိုလဲစားနေခဲ့တာပဲရက်အတော်ကြာအောင်သွားနေခဲ့တာကြောင့်မြင်းတွေကလည်းပင်ပန်းနေပြီသူတို့ခေါင်းဆောင်တွေကလည်းထူးချွန်သူတွေမဟုတ်ဘူးဒါကြောင့်ဒီနေရာကိုတိုက်ခိုက်တဲ့အောင်မြင်ခဲ့ရင်တော့တုံးထင်လန်းကိုသိမ့်နိုင်မှာဖြစ်ပြီးဇောင်းဝေကဆုတ်ခွာလို့ရမှာမဟုတ်ဘူးကျွန်တော်ကနန်အန်းကိုသွားပြီးစစ်ကူပေးမယ်ကျွန်တော်ကဝူချောင်တန်ကိုသွားပြီးအဲ့ဒါကိုသိမ့်နိုင်မယ်ဆိုရင်တော့ရန်သူတွေကစောင့်ွက်ကိုသိမ့်ဖို့လုပ်မှာပဲ ဲ့ဒီနားမှာမဆောက်ကျင်းမြောင်းတဲ့တောင်ကြားတွေရှိတယ်။အဲ့ဒီနေရာဟာကင်းပုံးဝတ်ထားဖို့နေရာကောင်းပဲ။ကျွန်တော်ကအဲ့ဒီမှာနေပြီးဇန်ဝေကဝူချန်တောင်ကိုသိမ့်မဲ့အချင်းကိုစောင့်မယ်။ချန်တိုင်းမှာကျုပ်ဒီမှာအနှစ်20နေခဲ့ပြီမဲ့အဲ့ဒီနေရာကစစ်ပြူဟာအတွက်အသုံးချနိုင်လိမ့်မယ်လို့မသိခဲ့ဘူး။ခမည်းကအင်မတန်ထူးချွန်တဲ့သူပဲဖြစ်ပြီးဒီအစီအစဉ်တိုင်းဆက်လုပ်ဆောင်ရမယ်။တောင်အိုက်တီတက်ခွဲနှစ်ခုဖြင့်နောင်အောင်တို့ချစ်တက်ခဲ့သည် မကြာမီတွင်ဝူချန်တောင်တို့ရောက်လာပြီးရန်သူတို့၏တိုက်ခိုက်မှုကိုမခံရဘဲစခန်းချခဲ့လေသည်ထို့နောက်သူသားတောင်ကျုံနှင့်ရှီကျောင်းတို့ကိုတပ်သား9000ဖြင့်တောင်ကြားနားတွင် ပုံနေရန်လွတ်ခဲ့သည် ထို့အချိန်တွင်ဇန်ဝီသည်တုံထင်းနှင့်နန်အန်ဇာတို့ရောက်နေလေပြီးဝူချန်တောင်နားသို့ရောက်သောအခါရှောက်ဟုပဖက်လှဲ့ပြီးဒီတောင်ကုန်းကကျုပ်တို့အတွက်အရေးပါတယ်ဒီနေရာနှင့်နန်အန်နှင့်ကနှီးနေပြီးမို့တန့်အိုက်လေလက်ဦးမှုယူပြီးတင်းသွားမှာစိုးရတယ် ထို့နောက်ရန်သူတို့မရောက်မီ တောင်ကုန်းပေါ်သို့ရောက်အောင်အလင်းအမြန်သွားကြသည်ထို့အချိန်တွင်ပောက်ကွဲတန်နှင့်အတူဘုံတန်တို့ကိုကြားလိုက်ရပြီးဝေတက်အလံများပေါ်လာသည် ထို့အလံများကြားဝေခေါင်းဆောင်အလံတွင်တန့်အိုက်ဟူသောနမည်ကိုတွေ့ရသည်၎င်းမှာစိတ်ပြက်ဖွယ်ပင်ဖြစ်သည် ရှုတက်သည်ရက်ဆိုင်သွားခဲ့ပြီးဝေတက်တို့သည်တောင်ကုန်းရှိရာနေရန်အနှက်မှပေါ်လာခဲ့ရာ ရှုတက်မှာမရင်ဆိုင်နိုင်ခဲ့ပြီးထို့ကြောင့်ရှစ်ပြက်တက်သည်ရှုံးနေသွားခဲ့သည် ကျန်းဝေသည်ဗဟုတက်ဖြင့်ကုညီရန်သွားခဲ့တော်လဲဝေတက်သားတို့သည် တောင်ကုန်းပေါ်သို့ပြေးသက်သွားကြလေသည်ကျန်းဝေသည်တောင်ချီသို့ပြန်ဆင်းလာကစိန်ခေါ်ခဲ့တော်လဲရန်သူတို့မှထွက်မလာခဲ့ကြရှူတက်တို့သည်စတင်ဆဲရည်နေခဲ့ကြပြီးတနေ့ကုန်သွားခဲ့သည်သို့တော့မထူးခြားခဲ့ပြီးရှူတက်ကြီးတက်ခေါက်သည့်အချိန်တွင်ဝေတို့မှဘုံတို့ကို တရကြမ်းတီးခဲ့သည်သို့တော့သူတို့ထွက်မလာခဲ့ပြီးကျန်းဝေသည်တောင်ကုန်းပေါ်သို့တည်ရန်ကြိုးပမ်းခဲ့တော်လဲ ကာကွယ်သူတို့မှကြောက်တုံးတို့ဖြစ်ပစ်သောကြောင့်မတက်နိုင်ခဲ့ပေ။သုံးချက်တီးအချိန်တွင်နောက်တစ်ခါတည့်ရန်ကြိုးစားတော့လေမအောင်မြင်ခဲ့ပေ။ထို့ကြောင့်တောင်ချေတွင်ရပ်နားခဲ့ပြီးတစ်ကြောက်တုံးတို့ဖြစ်အကာအကွယ်လုကစခန်းချထားသည်။ဝီတက်တို့မှထလာသောကြောင့်ရှူတက်သားတို့သည် စခန်းဟောင်းသို့ပြန်ပြေးသွားခဲ့ရလေသည်။ရွေးဆောင်စကားပြန်မပြောနိုင်မီကျုကေတံမှတတ်လိုက်လေသည်။ထို့နောက်လောက်ရန်သို့တဝန်လွာတဆောင်ပို့ကစီမာရီဤပြစ်ချက်များကိုဖော်ထုတ်ခဲ့သည် ပြီးနောက်စစ်စင်ရန်ပြင်ဆင်မှုများကိုလှုပ်လေသည်။ဟွိုင်မြစ်ဤတောင်ဖက်နှင့်အရှိဖက်မှပြည်သူစစ်တပ်များကို စုဆောင်းစေရာတပ်သားတသိန်းစုမိလေသည်။ထို့အပြင်ရွေးချော်လက်အောက်မှတပ်သား၄တောင်တို့ကလည်းလက်နက်ချခဲ့သည်။သူသည်ရိတ်ခါများလည်းပြင်ဆင်ထားစေသည်။ထို့အပြင်အကြံပေးဝူကန်းကိုဝူပြည်သူစစ်လွတ်ကအကူအညီတောင်းခံခဲ့သည်။ဝူပြည်၏ယုံကြည်မှုကိုရရှိစေရန်တားဖြစ်သူကျူကဲချင်းကိုတစားခံအဖြစ်လွှတ်ခဲ့သည်။ထို့ချင်းဝဲ စွန်ကျွင်းကွယ်လွန်သွားခဲ့ပြီဖြစ်ပြီးညီဖြစ်သူစွန်ချောင်းသည်ဝန်ကြီးချုပ်ရာထူးကိုရယူထားခဲ့သည်စွန်ချောင်းသည်ရက်ဆက်ကြမ်းကြုတ်တဲ့သူဖြစ်ပြီးသူအာဏာရအောင်ကြိုးစားသည့်ခရီးလမ်းတစ်လျှောက်တွင်အမှုထမ်းပေါင်းများစွာကိုတတ်ခဲ့သည်ထို့သူတို့အထက်တွင်စစ်သူကြီးချောင်းရင်စစ်သူကြီးလူကြီးနှင့်ဝန်ကြီးဝေါင်ဆုံတို့ပါဝင်သည်ဝူအေကရစ်စွန်လျံသည်ညံရီထက်တော်လဲသူ့ရဲ့လက်ခုပ်ထဲကရေဖြစ်နေခဲ့သည်တန်တမန်ဝူကောင်းသည် ချုပ်ကချင်းကိုခေါ်လာကရှီတို့တွင်ရှိသောဆွမ်ချွန်၏အိမ်တော်သို့သွားခဲ့သည်မြစ်သည့်အကြောင်းကြောင့်ရောက်လာသည်ကိုမေးမြန်းရာဝူကောင်းမှရှင်းပြခဲ့သည်ချုပ်ကတန်ဟာရှူပီဝူရှန်တခင်၏ညီဝန်ခွဲဖြစ်ပြီးဝေပြည်လက်အောက်မှာအမှုထမ်းခဲ့တဲ့သူပါစီးမကြောက်ကအေကရစ်ကိုနမ်းချပြီးလူကောင်းတွေကိုဖိနှိပ်နေတာကိုမြင်တော့ဒီအာနာရှင်ကိုအပြစ်ပေးချင်ခဲ့တယ်ဒါပေမဲ့သူတယောက်တည်းရဲ့အင်အားနဲ့မလုံလောက်တာကြောင့်ဝန်ကြီးချုပ်ရဲ့အကူအညီကိုလိုအပ်ခဲ့ပါတယ် သူ့ရဲ့စိတ်ရင်းကိုဖော်ပြဖို့အတွက်သူ့သားဖြစ်သူကျူကဲချင်းကိုထည့်ပေးလိုက်ပါတယ်။ဝူကောင်ဤတောင်းဆိုချက်ကိုလိုက်ရောခဲ့လေသည်။ဆုံချောင်မတပ်သား9000နဲ့အတူစစ်သူကြီးများကိုဆေလွှတ်လိုက်သည်။စောင်းရီနှင့်စောင်းတန်းတို့ကိုစစ်သူကြီး၊ရွေးဆောင်ကိုနောက်တန်းကာကွယ်ရေးမှထောင်ကြီးနှင့်ကျူရီတို့ကိုရှေ့ပြေးတက်ကောင်းဆောင်နှင့်ဝန်ချီကိုလမ်းပြတောက်ပေါ်များပေးအပ်ခဲ့သည်ထို့တက်ကြီးသည် တက်ခွဲ၃ခုခွဲကဝေးပြီးကိုတိုက်လေသည် ဝူကောင်းသည်ရွှေချုံးသို့ပြန်လာပြီးအဆင်ပြေသည့်အကြောင်းကိုပြောခဲ့သည်။သူကတောင်မှအားလုံးအစီအစဉ်တိုင်းဖြစ်ပြီးဟုတွေးပြီးတိုက်ခိုက်ရန်ပြင်တော့သည်။လော့ယောင်မျိုးကိုပုတ်ခဲ့သောသူကတောင်ဤသဝင်းသွားသည်။စီမာကြောက်ကိုဒေါသထွက်စေပြီးချက်ချင်းလက်စားချေလိုသည်။သို့သောကြားချုံးမှတတိထားရန်ပြောခဲ့သည်။တခင်ကြီးကဖခင်နဲ့အကူစီကအာနာကိုလွှဲယူခဲ့တာဆိုတော့လူတွေကတခင်ကြီးရဲ့အစွမ်းအစာကိုမသိသေးဘူး။တခင်ကြီးကတော့မြို့တော်ကထွက်ပြီးစစ်မြေပြင်ကိုသွားမယ်ဆိုရင်တော့ ီမှာအမုန်းတွေပွာလာမှာဖြစ်ပြီးအားလုံးကိုဆုံးရှုံးနိုင်တယ်။ဒီတော့အစ်ကရစ်မေရော်စီကိုသွားပြီးစစ်ချရင်အစ်ကရစ်နဲ့အတူလိုက်ပါခွင့်တောင်းပါ။ဒါဆိုရင်ဘာမှကြောက်စရာမလိုတော့ဘူး။ဒါအကြံကောင်းပြီ။စီမာကြောက်သည်နန်းတော်အတွင်းသို့ဝင်ကမေရော်ကြီးထံရှောက်တင်လေသည်။ကျူကက်တန်ကပုံကန်နေတာကြောင့်ကျွန်တော်နဲ့ကျွန်တော်အပေါင်းပါတွေကသူ့ကိုနှိမ်နှင်းဖို့ပြင်နေပါတယ်။ဒါကြောင့်အရှင်အစ်ကရစ်ကိုယ်တိုင်စစ်ချခဲ့တယ်လို့ပဲ။ အခုဧကရစ်ကိုလည်းစစ်ချခွင့်ပေးပါဧကရစ်မေတော်သည်ကြောက်လန့်သွားတော့လေမငင်းဆန်ရဲ့ပြီ နောက်ရက်တွင်ဝီဧကရစ်ဆောင်းမောင်းနှင့်အတူစစ်ထွက်ရန်တောင်းဆိုခဲ့သည်ဆောင်းမောင်းမှစစ်သူကြီးရဲ့လက်အောက်မှာတပ်ဖွဲ့တွေအားလုံးရှိပြီးကြိုက်တယ်လို့စီခိုင်းနိုင်တာဘာကြောင့်ကျုပ်ကလည်းလိုက်ရတာရောဟုတ်မေးသည်အရှင်မင်းကြီးက မတုံနေတင်ပါဘူးအရှင်မင်းကြီးရဲ့ဘိုးဘေးတွေဟာလည်းတိုင်းပြည်တခွင်ကိုလဲ့လဲခဲ့ပြီးတိုင်းပြည်ကိုတစုတစည်းတဲ့ဖြစ်အောင်စူးစမ်းခဲ့ကြတယ် ထိုက်တန်နဲ့ပြန်ဖက်ပေါ်လာတဲ့အခါတိုင်းသူတို့တွေကရင်ဆိုင်ခဲ့ကြတယ်။အရှင်မင်းကြီးကလည်းအရှိကဥပမာတွေအတိုင်းတိုင်းပြည်တစ်ခုလုံးကိုစုယုံတင်ပါတယ်။ကြောက်စရာမလိုပါဘူး။ချောင်းပေါင်းသည်ဝန်ကြီးဤအာဏာကိုကြောက်ရွံ့သောကြောင့်သဘောတူခဲ့ပြီးမြို့တော်နှစ်ခုမှစစ်တပ်2600နဲ့ထွက်ခွာရန်အမိန့်ပေးခဲ့သည်။တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီးဝန်ကြီးကိုရှေ့ပြေးတက်စစ်သူကြီးအရှိကိုအေးချမ်းစေသောစစ်သူကြီးချောင်းချောင်းကိုလက်ထောက်ရှေ့ပြေးတက်စစ်သူကြီး ရှီပေါက်ကိုကြီးကျယ်ရေးအရာရှိနဲ့အေဂရစ်ကိုစောင့်ရှောက်ရန်ရန်ကျူးနယ်စားကျောက်ထိုက်ကိုတာဝန်ပေးခဲ့သည်စစ်တပ်ကြီးသည် လိုင်းလုံးကြီးကဲ့သို့အင်အားအလုံးအရှင်းဖြင့်ဝိုင်မြစ်တောင်ပိုင်းသို့ချစ်တက်ခဲ့လေသည်ဘူပြီဤရှီပြေးတက်စစ်သူကြီးကျူးဟီမှထိုတပ်တို့ကိုရင်ဆိုင်ခဲ့ပြီးနှစ်ဖက်လုံးမှတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြသည်ကျူးဟီသည် အရှိတုထွက်လာပြီးစိန်ခေါ်ခဲ့ရာဝမ်ချိမှရင်ဆိုင်ခဲ့ပြီးသုံးကွက်ခန့်တွင်ဝမ်ချိကြောင့်ထွက်ပြေးခဲ့ရသည် ထောင်ကြီးထွက်လာတော့လေတုံးကွက်မြောင်မှာပင်ရှုံးသွားခဲ့ပြန်သည်။မောင်ကြီးမအင်းအားအလုံးအရင်ဖြစ်တိုက်ရန်အမိန့်ပေးလိုက်ရာမူတက်ကြီးရှုံးနိမ်သွားခဲ့ပြီး15မိုင်အကွာသို့ဆုတ်ကစခန်းချထားခဲ့ရသည်။ထို့နောက်သူတို့ရှုံးနိမ်သွားကြောင်းကိုရှီဆုံတို့အကြောင်းကြားစီသည်။ရှီဆုံတွင်ရှိနေသောသူကဲတန်သည်တန်ဆွမ်းသောစစ်သည်တို့ကိုဦးဆောင်ကဝုန်ချင်းဤတက်နှင့်ပူပေါင်းခဲ့သည်။ဝုန်ချင်းဤတန်းတို့ဦးဖြစ်သောဝုန်ယန်းနှင့်ဝုန်ဟူတို့လည်းပါဝင်နေသည်။ ထို့နောက်ရှိမာကျောက်ကိုချိန်မုံရန်ချီတက်ခဲ့ကြလေသည်အစုံအထည်လိုက်ပါနားဆင်ပေးခဲ့ကြသောတဦးတယောက်ချင်းစီကို2 2ပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်အခန်းစစ်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်နောက်ရက်တွင်ကျောင်းဝေသည်တေယူပို့ဆောင်သည့်လဲတို့ဖြစ်ရောက်လာက ထိုလဲတို့ကို စင်ချေရှော့တွင်ချထားပြီးစခန်းဤဘို့အဖြစ်ထားရှိခဲ့သည်သို့သောညအခါဝဲ ဝေးတို့မှမိတုံများဖြစ်ရောက်လာခဲ့ပြီးမိရှုဖြက်စီးခဲ့သည်။နှစ်ဦးနှစ်ဖက်တိုက်ခိုက်ခဲ့ကြပြီးထိုတိုက်ပွဲမှာအာယုံတက်ချိန်အထိကြာမြင့်ခဲ့သည်။ထိုနေရာတွင်စခန်းမချနိုင်သောကြောင့်ဇောင်းဝေသည်ရှောက်ဟူပါနှင့်အတူနောက်တစ်မျိုးကျန်းစီခဲ့သည်။နောက်အောင်ကိုမသိနိုင်ရင်တော့နောက်အကောင်းဆုံးခြေလမ်းကဆောင်းခွေကိုတိမ့်ဖို့ပဲ။အဲ့ဒီဟာကနောက်အောင်ရဲ့ဂိုတောင်ပဲဖြစ်တယ်။တောင်ကုန်းပေါ်တွင်ရှောက်ဟူပါကိုထားခဲ့ပြီးဇောင်းဝေမှလက်ရွေးစင်တက်ဖွဲ့တို့နှင့်အတူဆောင်းခွေသို့သွားခဲ့သည်။ တညလုံးချီတက်ခဲ့ပြီးအာယုံတက်မနဲ့ချိန်တွင်မြင့်မားသောတောင်ကြားအနားသို့ရောက်လာသည်လမ်းပြတို့မှထိုနေရာကိုကြောက်တုံးကြီးဟုခေါ်ကြောင်းပြောသည်ចောင်းဝေကနံပေက နောက်ဆုံးပိတ်ဆိုတဲ့အတန်နဲ့ဆင်နေအဝမှာတတတတ်ရှိမည်ဆိုရင်ကျုပ်တို့တွေဒုက္ခရောက်လိမ့်မယ်အရှိတို့ဆက်သွားရင်တင့်မတင့်တွေးဟာဖြစ်နေစဉ်ကင်းထောက်တို့ရောက်လာပြီး တောင်ကုန်းများအကျော်တွင်ဖုံဖုံများကိုတွေ့ခဲ့ရပြီးစစ်တပ်များရှိနေသည့်လက္ခဏာများကိုတွေ့ရကြောင်းတည်င်းပို့ခဲ့သည်ထို့ကြောင့်ပြန်ဆုတ်ရန်အမိန့်ပေးလိုက်၏ထို့အချိန်တွင်ရှီကျွန်းနှင့်တောင်ကျုပ်တို့၏တပ်များရောက်လာကတိုက်ခိုက်လေသည်ကျောင်းဝေသည်တိုက်ခိုက်နေရင်ပြန်ဆုတ်ခွာရန်ကြိုးစားခဲ့သည်ထို့နောက်တောင်အိမ်မှပေါ်လာပြီးရှုတ်တက်ကြီးတို့ကိုသုံးဖက်သုံးလက်မှရန်သူတို့ကဝန်းရံခဲ့ကြသည် အန္တရာယ်အခြားသူရောက်နေတဲ့အချိန်ဝင်ရှောက်ဟူပရောက်လာကကူညီခဲ့သောကြောင့်ဂျောင်းဝေလွတ်မြောက်သွားခဲ့လေသည်။ဂျောင်းဝေသည်ချီဆန်းကိုပြန်လို့တော်လဲရှောက်ဟူပမှဆောင်းထိုက်ကပေါ့ဆူးရဲ့တက်တွေကိုဖြုတ်ခွဲလိုက်ပြီးစစ်သူကြီးကလည်းတေဆုံသွားတာကြောင့်ကျွန်တော်တို့ပြန်သွားလို့မရတော့ဘူး။တခုတည်းသောလမ်းကတော့ဟန်ကျုံးကိုပြန်သွားဖို့ပဲ။တုံးထင်လမ်းမှမသွားနိုင်ခဲ့သောအခါဂျောင်းဝေသည်လမ်းငယ်ကလေးများမှချစ်တက်ခဲ့ရသည်။တောင်အိုက်မှရန်သူနှောက်တန်းကိုလိုက်လံတိုက်ခိုက်ခဲ့လေသည်။ ထို့ကြောင့်ဇန်ဝေမောင်အမိတ်ပေးထားခဲ့ပြီးနောက်တန်းကိုကာကွယ်ရန်သွားခဲ့သည်။မကြာခင်မှာပင်ချောင်ထိုက်သည်တောင်ကုန်းမြောင်မှရောက်လာခဲ့ရာဇန်ဝေကိုရန်သူတို့ဝိုင်းသွားခဲ့လေသည်။သူသည်အရက်ရှစ်မျက်နှာကိုတိုက်ခဲ့တော့လဲမထိုးဖောက်နိုင်ခဲ့ပေ။လူရောမြင့်ပါပင်ပန်းနေသည့်အချိန်တွင်ခေါင်းဆောင်ဖြစ်သူအချိန်နေမဟန်သည့်အကြောင်းကိုကြားခဲ့သောဇန်နေသည်မြင့်တီတော်တက်နေအတူကုညီရန်ရောက်လာခဲ့သည်။ဇန်နေသည်ရန်သူတို့ကိုထိုးဖောက်ပြီးဝင်ရောက်လာသဖြင့်ဇန်ဝေမောင်ထွက်လာနိုင်ခဲ့သည်။ ကျောင်းနေသည့်သူ၏စစ်သူကြီးကိုကဲခဲ့တော့လဲသူကိုယ်တိုင်မှမူစစ်မြေပြင်တွင်ကျသွားခဲ့သည်။နောက်ဆုံးတွင်ကျောင်းဝေသည်ဟန်ကျုံသို့ပြန်ရောက်လာခဲ့သည်။ဟန်ကျုံမှကျောင်းနေသည့်ဆုံးသွားကျောင်းကိုဒုတိယဧကရစ်အာတတင်းပို့စီကဧကရစ်သည်ကျန်ရစ်သူမိသားစုတို့ကိုတင့်တော်သောဂုံသိမ်းများပေးခဲ့လေသည်။ရှုပြည်သူတို့သည်စစ်ပွဲအတွင်းတွင်မိမိတို့၏ဆွေမျိုးတို့ကိုဆုံးရှုံးခဲ့ခြင်းနှင့်ပတ်သက်ပြီးကျောင်းဝေကိုအပြစ်တင်ခဲ့ကြသည်။ကျောင်းဝေသည် ကွယ်လွန်သွားသောဝူရှောင်းသခင်၏ဥပမာအတိုင်းမိမိ၏ယာတုကိုရှော့ချစေလိုကြောင်းနှင့်စစ်တပ်အုပ်ချုပ်ခွင့်ကိုမူဆက်လက်၍တောင်းဝန်ယူလိုကြောင်းရှောက်တင်ခဲ့သည်သူကိုနောက်တန်းစစ်သူကြီးအဖြစ်ယာတုရှော့ချခဲ့သည်ရန်သူတို့ကိုတိုက်ထုတ်နိုင်ခဲ့ပြီးသောအခါချောင်းထိုက်နှင့်တောင်အိုက်တို့သည် အောင်ပွဲခံခဲ့ကြပြီးစစ်နိုင်သူတို့အားဆုလက်များပေးခဲ့သည်ချောင်းထိုက်သည်တောင်အိုက်၏လှုပ်ဆောင်မှုများကိုမြို့တော်သို့တင်ပြခဲ့သည်စီမကျောင်းမှာ တောင့်အိုက်ကိုယာတူတူးမြင့်ပေးခဲ့ပြီးတားဖြစ်သူတောင့်ကျုံကိုလည်းတခင်ယာတူပေးခဲ့လေသည် ဝေပြေကျန့်ရွန်တတရနှင့် AD 956တွင်တက္ကရနမေကိုနှင်းရီချူကန့်လူဟုခေါ်တွင်စေခဲ့သည်စီမာကျောက်သည်စစ်တပ်များအလုံးကိုထိန်းချုပ်ခဲ့ပြီးတိုင်းပြည်တစ်ခုလုံး၏စစ်သည်နာပတိဖျက်လွှားခဲ့သည် သူသည်ခန်းနာစွာနေခဲ့လေသည် သူအပြင်ထွက်တိုင်းမြင့်တီတော်တချို့နှင့် တန်ချက်ကစစ်သား3000တို့ကလိုက်လံကာကွယ်ရသည်အာနာတို့သည်သူ့လက်ထဲတွင်ရှိနေသောကြောင့်နန်းတွင်ညီလာခံကိုနန်းတော်တွင်ကျင်းပမည်အစားသူ့အိမ်တော်တွင်ကျင်းပရန်ဆုံးဖြတ်ခဲ့သည်နောက်ဆုံးချိန်လံကိုလမ်းရန်သူ့ခေါင်းတွင်အမြဲတွေးနေခဲ့သည်စစ်သူကြီးဇာခွေဤသောသူ့ဤလူယုံဇာချုံးမှနန်းတိန်ရန်အစီအစဉ်ကိုပြောလာခဲ့သည်တခင်ကြီးစီမာကအာနာအစ်စ်အမှန်ရှိနေခဲ့ပြီးတိုင်းပြည်ကမငြိမ်သက်ဘူးဒါကိုပြုတ်ပြင်ဖို့ တခုတည်းသောဤကတော့တခင်ကြီးကိုယ်တိုင်အုပ်ချုပ်ပြီးတော့ထောက်ခံသူတွေဘယ်သူတွေရှိတယ်လဲဆိုတာစမ်းကြည့်ဖို့ပဲကျုပ်ဒါကိုစဉ်းစားနေတာကြာခဲ့ပြီ ခမရကကျုပ်ရဲ့တန်တမန်အနေနဲ့အရှိဖက်ကိုသွားပြီးတွေးတိုးစမ်းကြည့်ပါရှစ်စစ်ပွဲမှာပါဝင်ခဲ့တဲ့တပ်သားတွေကိုကျေးဇူးတင်ဖို့သွားတယ်ဆိုတဲ့စင်ချေကောင်းကောင်းနဲ့သွားပါထို့ကြောင့်ဇာချုပ်သည်ခွိုင်မြင့်ဤတံပိုင်းသို့သွားပြီးအရှိဖက်ကိုကာကွယ်သောစစ်သူကြီးကျုကဲတပ်နဲ့တွေ့ခဲ့သည် ချူကေတန်တီနန်ယန်စာတီမှာဖြစ်ပြီးကွဲလွန်သွားခဲ့သောဘူရှန်သခင်ချူကေလျန်၏ညီဝမ်ကွဲတော်ဆက်သူဖြစ်သည်ချူကေတန်တီဝေပြည်တွင် အမှုတော်ထမ်းနေခဲ့တော်လဲချူကေလျန်တက်ရှိထင်ရှားရှိစဉ်တွင် ကြီးမားသည့်ယာတူများကိုမရခဲ့ပေချူကေလျန်ကွဲလွန်သွားသည့်အချိန်မှသာသူ့ယာတူအတက်မြန်ခဲ့ပြီးယခုအခါ ကောက်ဖင်သခင်ခွိုင်မြင့်အရှင်နှင့်တောင်ပိုင်းစစ်သူကြီးယာတူကိုရယူခဲ့ပြီးဖြစ်သည် ဇာဆုံးသည်သူကဲကြောင့်နှင့်တွေ့ဆုံပြီးစစ်တီတို့၏ဆွမ်းဆောင်မှုကိုဂုဏ်ပြုရန်ရောက်လာခြင်းဖြစ်ကြောင်းပြောခဲ့သည်။ဇာဆုံးကိုပြူငါစွာကြိုဆိုပြီးစားတော့ပွင့်များတဲခင်းထားခဲ့လေသည်။ဧည့်သည်နှင့်အင်ရှင်တို့ အရက်တောက်စားနေကြစဉ်ဇာဆုံးမှသူကဲတောင်၏စိတ်တဘောထားကိုစမ်းသပ်ခဲ့သည်။အခုနောက်ပိုင်းလော့ယန်မြို့မှာကဣကရစ်ဟာအုပ်ချုပ်မှုညံ့ဖျင်းတာကြောင့်အုပ်ချုပ်ဖို့မသင့်တော်ဘူးဆိုပြီးလူတွေက ပြောနေကြတယ်။စစ်သူကြီးစီမာကျောက်ဟာ မျိုးဆက်30တိုင်းတိုင်းပြည်အတွက်အမှုထမ်းခဲ့တဲ့မျိုးနွယ်ကဆင့်သက်လာတဲ့သူဖြစ်တဲ့သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့ဂုဏ်သတင်းဟာကောင်းကင်လောက်မြင့်မားပြီးသူကဝေပြည်ကိုအုပ်ချုပ်ဖို့တင့်တော်တယ်လို့ပြောနေကြတယ်။ခမရရောဘလို့ထင်တယ်လဲ။ကျူကေတန်တီထို့သို့ပြောဆိုသည်ကိုသဘောမကျသောကြောင့်ဒေါသဖြစ် ပြန်လဲတုံ့ပြန်ခဲ့သည်။ခမရကရီကျိုးစာသည့်ဇာကွိရဲ့တားဖြစ်တယ်လို့ခမရရူမီသားစုဟာ ဝေပြည့်ရဲ့ဂျေစုကိုခန်းစားခဲ့ရတာမဟုတ်လားဒါတော့မှပုံကံမှုအကြောင်းကိုဟာရဲသေးတယ်ကျုပ်ကလူတွေပြောတဲ့စကားကို ပြန်ပြောရုံပါပဲတိုင်းပြည်ကြီးကအကျဉ်အကျက်ထဲရောက်နေရင်ဖြောက်မှတ်တဲ့လူဟာတိုင်းပြည်အတွက်အသက်ပင်ပေးရပါစေတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်ဇာဆုံးသည်ဘာမှဆက်မပြောတော့ဘဲပြန်သွားပြီးအကြောင်းစုံကိုစီမကျောက်အားပြောခဲ့သည်စီမကျောက်ကအမျက်ထွက်ပြီးဒီထွက်ဆုတ်ကများဟုဆိုလေသည် ကျုကေတံကိုဝိုင်းမြစ်တောင်ပိုင်းတဝိုက်မှာထောက်ခံသူတွေများပါတယ်။ဒါကြောင့်ဒီထက်ဆက်ထားမယ်ဆိုရင်တော့အန္တရာယ်ပြုလာနိုင်တယ်။ရှီမာကျောက်တီပြင်းစစ်မှုများကိုလုပ်ခဲ့သည်ထို့နောက်ရန်ကျူးနယ်စာရွေးချောင်ထံလျှို့ဝှက်စာတစောင်ပို့ခဲ့ကကျုကေတံထံသို့လဲစာပို့စီသည်ထို့စာထဲတွင်ကျုကေတံအားအလုတ္တမရေးရာဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းဆိုထားလေသည်။ထိုရာထူးကိုလက်ခံရန်မြို့တော်သို့ပြန်ရောက်မည်ဖြစ်သည်။သို့သောကျုကေတံမှာ ထို့စားသည့်စာဆုံး၏လက်ချက်ဖြစ်မည်ဟုသိသောကြောင့်စာဖို့သူကိုမေးမြန်းခဲ့ရာထိုအကြောင်းကိုရွေးချယ်တိကျောင်းပြောခဲ့သည်။သူကဘလို့သိတာလဲ။စစ်သူကြီးစီမောင်ကျောက်ကသူ့စီကိုစာတစ်စောင်ပို့ခဲ့တယ်။ထိုစာပို့သူအားတည်တံပေးခဲ့သည်။ကျုကဲတန့်သည်ကိုရန်တော်တချို့ကိုဦးဆောင်ကရောင်ကျိုးတို့ချစ်တက်လေသည်။မြို့တကားတို့ကိုပိတ်ထားပြီးတံတားကိုလည်းတင်ထားသည်။တကားဖွင့်ရန်တောင်းဆိုတော့လေညီသူမှပြန်မပြောခဲ့ပေ။ ဒီရွေးချောင်ကစက်ကိုဒီလိုဆက်ဆံရဲတယ်ပေါ့ကျုကေတောင်မှာသူ့တက်သားတို့အားမြို့တကားကိုအထမဖွင့်စေခဲ့သည်လက်အောက်ခံစစ်သူကြီးဆယ်ဦးတို့သည်မြင်းပေါ်မှဆင်းပြေးကျုံးကိုကြောကတတားပေါ်ကိုတက်ခဲ့လေသည်ထို့နောက်သူတို့ကိုစန့်ကျင်သည့်လူမှန်သမျှကိုလည်းတက်ခဲ့ပြီးမြို့တကားကိုဖွင့်လိုက်သည်မြို့ရဲသူဝင်လာကြပြီးနောက်အိမ်တို့ကိုမီးရှို့ဖျက်ဆီးကမြို့တော်ရုံးခန်းသို့သွားခဲ့သည်ရန်ကျုံးနယ်စားသည့်မျိုးစင်တစ်ခုရဲ့တွင်ပုံအောင်နေခဲ့တော်လဲကျုကေတန်က ထုံမျောစင်ပေါ်သို့တက်ပြီးရန်သူဖြစ်သူကိုမောင်းမဲ့ပစ်တင်ခဲ့သည်။ခမည်းအဖေရွေးချင်းကဝီပီရဲ့ဆုလက်တွေရထားတဲ့သူဖြစ်တယ်။ခမည်းကတော့အီဂရစ်ကိုဂျေဆုဆက်ဖို့မတွေးဘဲတပုံစီမောက်ကြောက်ကိုကူညီခဲ့တယ်။